မင်္ဂလာပါရှင်မြစီမသတင်းဌာနကနေတောက်ကြနေအတွက်သတင်းကောင်းစင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းကောင်းစင်တွေကတော့မြန်မာနိုင်ငံကဓာတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့ OPCW ရဲ့192နိုင်ငံမြောက်ဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်လာပါတယ်အမေရိကန်နိုင်ငံရဲ့အမီဘက်စင်းကနေဇူလိုင်လ9ရက်နေ့မှာပယ်ဖျက်လိုက်သူ3ဦးထဲမှာဥတေဇာရဲ့ဇနီးဒေါ်တီရာဇွန်နဲ့ကွဲလွန်သူဗိုလ်ချုပ်ကြီးစိုးဝင်းတို့ပါဝင်တယ်လို့လည်းသိရပါတယ်မန္တလေးမှာရှိတဲ့လေစိတ်ကားဂိတ်တွေ ဘူတာရီနဲ့ဟိုတယ်တွေမှာတော့ဇူလိုင်လ9ရက်နေ့ကနေစတင်ပြီးမားစယောကာနဲ့ပတ်သက်တဲ့စောင့်ကြပ်ကြီးစုစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ကန်တော်ကြီးဥယျာဉ်အတွင်းမှာရှိတဲ့စားတောက်ဆိုင်တွေမှာအရက်ပြာရောင်းချခွင့်ကိုတော့ဇူလိုင်လ10ရက်နေ့ကနေစတင်ပြီးပိတ်ပင်လိုက်တယ်လို့ဆိုင်ရှင်တွေကပြောဆိုလိုက်ပါတယ်။အခုဆက်လက်ပြီးတော့ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွင်းမိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုကနေနောက်ထပ်9နာရီအတွင်းမှာမိုးအနှဲငယ်ရွာသွန်းပြီးများသောအားဖြင့်နေသားမှာဖြစ်ပါတယ်။ ညပိုင်းမှာတော့များသောအားဖြင့်တင်ထူတက်မှာဖြစ်ပြီးညပိုင်းပူချိန်တွေအနေနဲ့ကတော့28ဒီဂရီစင်တီဂရိတ်ကနေ28ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပါတယ်။မနက်ပြန်မနက်တွဲခန့်မှန်းချက်တွေကတော့နေရာကွက်ကြားမိုးရွာသွန်းပြီးတင်ထူတက်မယ်လို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေရဲ့ပြည့်စုံကိုဖတ်ရှုခြင်းနဲ့ဆိုရင်တော့ Newsima Digital Newspaper Application ပြင် Newsima မြန်မာ website www.newsimabarmis.com တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။